29 September 2025 America ma mass shooting ဖြစ်ပြန်ပြီခဏခဏဖြစ်တယ်သိလားမနစ်ကတစ်နှစ်တည်းကို600ကျော်ဖြစ်တယ် American နိုင်ငံမှာဟာတနတ်တင်နဲ့လလာပြီးပြစ်သွားတာဟာ church မှာလာပြစ်လိုက်ကျောင်းမှာလာပြစ်လိုက်စားတောက်ဆိုင်ကိုပြစ်လိုက်နဲ့ဒီအပတ်ခါတော့နှစ်နေရာမှာပြစ်သွားတာပြစ်တဲ့လူတွေကလည်း အမျိုးမျိုးမှာဒီတခါတော့နှစ်ယောက်လုံးက marine အစစ်သားတွေအရင်က iraq တို့ဘာလို့မှတိုက်ခဲ့တဲ့စစ်သားတွေအဲ့ဒါနေပြစ်သွားတာတယောက်ကကြတော့သူသားကတော်တော်ယောဂလေးတခုရှိနေအဲ့ဒါသူတို့အခက်အခဲနဲ့သူစေးကုနေရတယ်နောက်ဆုံး မနိုင်တော့ဘူးလားမသိဘူးစိတ်ကပေါက်ပြီးတော့သူက church ကိုမော church မှာသွားပြီး letter day saint ဆိုတာအဲသူတို့စီမှာ church အဲ christian sect တခုရှိတယ်ဟိုလူတွေတအားကိုကိုရဲအဲ့ဒီတာချမ်းသာကြတယ်အဲ့ LDDS H church မှာလာပြီးကားနဲ့ဝင် ပြီးတော့လူတွေကိုလည်းပြစ်ပြီးတော့မိလဲရှို့သွားတယ်အဲ့တော့တော်တော်ချင်းနေဆိုးတယ်နောက်တစ်နေရာမှာကြတော့ အဲ့ဒီစားတော့ဆိုင်ဝင်ပြီးတော့သူလဲစစ်သားလူတွေပဲအစစ်တဲ့ထွက်ပြီးပြန်လာရင် လူတွေကတိတ်ဟိုအနိဋ္ဌာယုံတွေလည်းမြင်ခဲ့တာနဲ့နောက်ပြီးတော့စစ်ထဲမှာနေပြီးတော့ဟိုစစ်သားလူတွေဆိုတော့လောကအရေးမှာသူများတွေလို့ရင်ဆိုင်ရတာတွေလည်းစာဝတ်နေရေးတွေကယ်ရီယာတွေသူတို့လည်းအမဝင်လို့လားမသိဘူးပြီးလို့ရှိရင် ဖြစ်ကုန်ကြရောအဲ့လိုမျိုးချို့တွေကလည်း homeless တွေဖြစ်ကုန်ကြတယ်အိမ်မရှိဟိုအိုအိမ်ရှိပေးမှာခါတဲ့ကျွန်တော်စစ်သားလူထွက်ပါခင်ဗျာဆိုပြီးတော့ အမမအစိုးရလည်းအရန်ပေးတာပဲစစ်တပ်က pension တွေပါတယ်လည်းပေးပါတယ်ဒါပေမဲ့သူတို့က PTSD ဆိုတာလည်း post traumatic syndrome ဆိုတာအဲ့လိုခါတဲ့ကြောက်မဲ့ဖွယ်ရာတွေပေါ့အရန်ကြောက်ရတယ်မလားဟိုစစ်ဖြစ်တယ်စစ်ထဲကပြန်လာ stress တွေဖြစ်ပြီးတော့အဲ့အုံနောက်ကကြောက်တဲ့လန့်တတ်တခုဆိုလန့်တတ်တခုဆိုသူများကိုလည်းပစ်ချင်တာတတ်ချင်တာအဲ့လိုမျိုးတွေလည်းပြောကြတယ်အဲ့တော့ အမေရိကတော်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 ကြီးကိုဟိုတနတ်တရားလဲအလွယ်တကူရနေတာလဲပါတယ်တရားဝင်ရောတရားမဝင်ရောနောက်ဆေးတွေရောဟိုအမေရိကတော်တော်ကြီး percentage များပါတယ်အာအယူပေါ်သောနိုင်ငံပေါ့နော် ဗုဒ္ဓဇနောအုံမတကောနေရာတိုင်းတော့လေအယူတွေကတော့ရှိကြတာပဲလေနော်ဒါပေမဲ့သူတို့စီကြတော့ပေါ်တဲ့အယူဟာခါတဲ့သူသူသူယူတာကိုထုတ်ဖို့ပို့ပြီးတော့အခွင့်လန်းပို့ပြီးများသွားတာပေါ့ဒီသူတို့မှာဟိုစိတ်ထဲကစွဲခြင်းရာတွေစိတ်စိတ်စိတ်ပြည့်ခြင်းဇာတွေစိတ်နာဇာတွေအဲ့လိုမျိုးသူများတွေကဖြစ်ပြီးငါကဘာလို့မဖြစ်ရတာလဲလို့ဟာသူကကြတော့ ငါ့ကိုနှိမ်နေလို့ဟိုချာလီကက်ကိုဟိုလောက်ဟိုပြစ်လောက်ချန်လိုက်တဲ့ကောင်လေးဆိုလဲသူသူကသူရဲ့ရေးစား transgender အော်ဒီ transgender တွေကိုမကြိုက်ဘူးဆိုတော့ republican ကိုမုန်းနဲ့မုန်းနဲ့စိတ်တိတ်ပါတယ်လဲပါတာပေါ့နော်သူတို့ရဲ့ဘာသာရေးရတာ မြမဗုဒ္ဓဘာသာအကောင်းနဲ့လေကံကံဤအကျိုးတရားအရှိကံနောက်ကံဒီဘဝဆင်းရဲတယ်ဆိုလဲဩအတိတ်ဘဝကံကြောက်မဲပေါ့နောက်ဘဝကောင်းအောင်အခုဘဝလည်းကောင်းအောင်ကြိုးစားမယ်ပေါ့သူများကိုအပြစ်မတင်ဘူးလေကိုကိုကိုပဲအပြစ်တင်တယ်ကိုတွေလည်းဩငါတို့မှလည်းမြမပြည်မှာမွေးလာလားကံကံကောင်းလာလားကံဆိုးလာလားပေါ့နော်ဒီလိုပဲခင်ကြီးကမျိုးမျိုးဖြစ်နေတာကိုလူတွေကလည်းမရရအောင်ယုံကံလှုပ်ရှားပေးမယ်လေတန်းနိုင်တော့က ောင်းအောင်လုပ်ပေးမယ်လေအဲ့လိုကံကောင်းအောင်ပေါ့နော်ကံလည်းဟိုပြင်ရမယ်ဆိုပြီးတော့ပြင်ကြတာပဲစ조사ကြတာပဲတိုင်းပြည်ကြီးလည်းကောင်းအောင်ချိုးစားတာကိုလည်းကံဆိုးလို့ဒီနိုင်ငံဖြစ်လာတာရဲ့လို့ပြောကြတဲ့လူတွေလည်းရှိသလိုပေါ့ဟိုအဖြစ်ရရှိတယ်လေဘုရားဘာသာတမားကတော့နည်းနည်းစဉ်းစားစဉ်းစားလို့ရတယ်သူတို့သူတို့တွေကြတော့အဲ့လိုအဲ့လိုမျိုးမရှိဘူးလေကွန်မြူနစ်လိုမျိုး ခါတဲ့အဒီလူအားလုံးစင်ရရမယ်ပေါ့ချမ်းသာတယ်လို့မရှိရဘူးအားလုံးစင်ရရမယ်အဲ့လိုမျိုးအစွန်းရောက်အတွေးခေါ်တွေဖြစ်ကုန်တာပေါ့ပြီးလို့ရှိရင် အမုံတရားတွေနဲ့သူတို့ကလည်းဟာဖယားသခင်ဖန်ဆင်းတာဆိုပြီးတော့သူတို့ ကောဘုရားသခင်လိုတော်ကြပဲပေါ့ခရိယန်ဆိုလဲဟို Uh, God's will ပေါ့နော် Muslim ဆိုလဲအလာအလာအရှင်တော်မြတ်အမိန်တော်တိုင်းပဲပေါ့အဲ့လိုနေပေမဲ့လဲအဲ့လိုမနေခြင်းတဲ့လူတွေကြတော့ဘုရားတော်မစိတ်ဆိုးကြအောင်ဘာဖြစ်လို့ God ကြီးอ่ะဘာဖြစ်လို့ကျုပ်ဖေကိုတိတ်အောင်တိတ်အောင်စိုးရိမ်တိတ်အောင်လောရတာလဲဆိုပြီးတော့ ခါတဲ့ကလေးတွေကအောငိုးတယ်လို့ပေါ့အဲ့လိုမျိုးသူတို့ကပါစိတ်ဆိုးကြရောဘာကြောင့်ဆိုတဘာဝတရားကိုနားမလဲတဲ့သဘောပေါ့နော်လောကတန်လည်းနားမလဲဘူးဒါကတော့ဗုဒ္ဓဘာသာကတော့အဲ့ဒါတော့တာတယ်လို့ပြောရမယ်အများကြီးတာတယ်နည်းနည်းကိုနေမကောင်းဖြစ်ရင်ဘာဖြစ်ရင်လဲဩဘာဖြစ်လို့လဲကံကြောင့်ပဲဟိုနော်ဟို ဒီလိုလုပ်ခဲ့လို့ဒီလိုဖြစ်တာဒါပြနောက်တစ်ခါမဖြစ်အောင်ဘလို့လုပ်ရမယ်ဘလို့ကာကွယ်ရမယ်ပေါ့နော်နောက်ပြကုသိုလ်လေးနဲ့နေရမယ်ကံကောင်းအောင်ပေါ့ကျန်တာတော့နှက်တွေပါဒီမှာပေါ့နော်ဘေးဒီမေးရည်ရချေပေါ့ကျန်တာတော့လုပ်အဲ့တော့အယူတွေပေါ်ပါတယ်လို့သူများနိုင်ငံမှာလို့ပြောတာအဲ့ဒါကြောင့်မို့လို့ အခု Mr Trump ကလည်းပြီးရင် Mr Comey ပေါ့ FBI Director အရင်တော့ FBI အကြီးခံမှုသူကအခု Department of Justice ပေါ့ DOJ ဟာနေပြီးတရားစွဲခိုင်းလိုက်ပြီးဘာကြောင့်ဆိုတော့ तू က Trump ရွေးကောက်ပွဲဝင်တော့ तू ကဒီ Trump က Russia နဲ့ပေါင်းပြီးတော့ Russia ကနေပြီးတော့ဒီ Russia အထောက်ပံ့ကိုယူပြီးတော့မဲတွေပါတွေဆွဲပါတွေဆိုတဲ့လူမျိုးအဲ့လိုတစ်ခုကို तू က leak လုပ်လိုက်တယ် အဲ့ဒါဟို leak လုပ်တယ်ဆိုတာသတင်း ပေါက်ကြားလိုက်တယ်သတင်းကတကယ်လည်းဟုတ်တာမဟုတ်ဘူးတကယ်လည်းဟုတ်တာမဟုတ်ဘူးဒီလိုမျိုးငါတို့စစ်စင်းနေတယ်ဆိုတာကို तू ကကိုလံပီးယား University ကိုခါတယ်သူ့ရဲ့တငယ်ချင်းကိုတည်င်းလေးပေါက်ကြတယ်ဟိုကနေပြီးတော့ media ကိုပေါက်ကြလိုက်တာ ဟိုလှုပ်ချံပြီးတော့ထုတ်လိုက်တာပေါ့နော်အဲ့တော့မဲပေးမဲ့လူတွေကဟာသမရထရမ်ကြီးကရုရှားနဲ့ရုရှားရုရှားရဲ့အထောက်ကူယူတယ်ဟေ့ဆိုပြီးတော့မဲရော့အောင်သူတို့လှုပ်လိုက်လှုပ်ချံလိုက်တာပေါ့နောက်တော့အဲ့ဒါတကယ်ပဲမဟုတ်ဘူးဆိုတာအဲ့လိုမျိုးလဲမစ္စတာထရမ်ကမဟုတ်ဘူးဆိုတာကအဖြေထွက်လာတယ်ဒါပေမဲ့လဲသူတို့ကတမင်နိုင်ငံရေးရလှုပ်ချံပြီးလှုပ်တော့ဒီ FBI director ကိုအခုတရားစွဲတာပေါ့အမှန်တိုင်းဆိုရင်သူ ငါးနှစ်ကြာမှာပေါ့နော်အဲ့တော့ဟိုမစ္စတာထရမ့်လည်းရင်းဖြစ်နေတာပေါ့ဟိုဂလက်ဆာခြေနေတာပေါ့သူလည်းမသေးလို့တမဒဖြစ်လာတာသူရန်သူတွေကိုသူရန်သူတွေကိုဂလက်ဆာခြေနေတာပေါ့အဲ့ဒါဂျော့ဆိုရိုစတီကိုလည်းဂျော့ဆိုရိုစတီကိုလည်းဒီပါတ်မန့်ဖော်ဂျက်စတစ်ကနေပြီးတော့ ဒီ terrorist တွေသူများနိုင်ငံ terrorist တွေကိုထောက်ပံ့နေအဲ့လိုမျိုးပေါ့နော်သူကိုတရားစွဲဖို့အခုအခြေချက်လက်တွေရှာနေပြီလို့ပြောတယ်အဲ့တော့ဂျော့ဆိုရဲဆိုတာလေဗမာပြည်ကိုကောင်းကောင်းဟိုကျမတို့ခလေးကစားတယ်လို့အယုတ်ခလေးတွေလို့ချဲ့လေခဲ့တယ်ချဲ့လေခဲ့တဲ့ NGO တွေရဲ့ဖရဲသခင်ကြီးပေါ့နော်ဆော်ရိုးဆိုတာ तू က तू ကတမျိုးပဲအုံနောက် ဘလို့လဲဒီမိုကရက်တရဲ့သဘောကသူတို့ကနည်းနည်းအုံနောက်ကဘလို့လဲတော့မသိဘူးအဲ့လိုပဲကစားနေတာနိုင်ငံငယ်လေးတွေကိုလိုက်ပြီးတော့ငွေနဲ့ဖိပြီးတော့အမျိုးစုံသူတို့ကစားနေတာကောင်းတဲ့ဘက်လည်းမဟုတ်ဘူးဒီနိုင်ငံတွေပျက်စီးပြုတ်ကွဲသွားတာပေါ့ဒီမိုကရေစီအစစ်ဆိုတာလေမမရပဲနဲ့ ုက္ခရောက် terrorist တွေကိုလည်းလက်နဲ့ပေးအဲ့လို idea တွေပေးနီးလန့်တွေပေးပေါ့အဲဒီလိုမျိုးခါတယ်ဟိုစန္ဒပြပြီးလို့ရှိရင်တို့တွေကအဲ့လိုအမျိုးစုံတင်ပေးတယ်အဖန်ခံရပါစေအရင်ခံပြရပါစေအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ America ရဲ့ Trump ရဲ့ဇလန်နေရလည်းမပြီးသေးပါဘူးလို့ပြောပြတာပါ၆ဆိုးနဲ့နောက်မှပြောပါမယ်